အမေရိကန်နဲ့ဇော်ဒီစွမ်းရင်းနှီးမြှောက်နှံမှုသဘောတူညီချက်လက်မှတ်ရေးထိုးမည်။အမေရိကန်နဲ့ဇော်ဒီအော်ရေးပြအစိုးရတို့ဟာအရက်ပက်နျူကလ িয়ার ဆက်မှုလုပ်ငန်းဖော်ပြတို့တဲ့ရေးဇော်ဒီနိုင်ငံရဲ့ရည်မှန်းချက်တွေကိုပူးပေါင်းဆောင်ရွက်ပုံပမာဏသဘောတူညီချက်တရက်ကိုလက်မှတ်ရေးထိုးမယ်လို့အမေရိကန်စွမ်းရင်းဝန်ကြီးခရစ်ဘရိုက်ကဇော်ဒီမျိုးတော်ရီယက်မှာ AB 73ရက်ကသတင်းထောက်တွေကိုပြောပါတယ်။တနင်္ဂနွေနေ့အစောပိုင်းမှာစော်ဒီစွမ်းအင်ဝန်ကြီးတော်ဝင်းမင်းသား အက်ဒူလာဇစ်ဘင်ဆယ်မန်နဲ့တွေ့ခဲ့တဲ့ရိုက်ကဆော်ဒီနဲ့အမေရိကန်အစိုးရတွေဟာဆော်ဒီအရက်ဘက်နျူကလ িয়ার အစီအစဉ်ကိုအကောင့်ထဲပေါ်ရေးသဘောတူညီချက်တရားရဖို့လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ပြောပါတယ်ရိုင်ဟန်ဆိုင်ထုတ်တဲ့ပင်လယ်ကွေ့နိုင်ငံတွေစီလိလာရေခီးစဉ်သစိုက်တပိုင်းအနေနဲ့ဆိုင်ဝန်ကြီးဖြစ်ဆော်ဒီနိုင်ငံစီပထမဆုံးလာလေခဲ့တာပါဆော်ဒီနဲ့အမေရိကန်ကြားဆိုင်ပူပေါင်းဆောင်ရွက်မှုအသေးစိတ်စာချုပ်လွှာဟာအခုနှစ်နောက်ပိုင်းမှာရောက်လာမယ်လို့သူကပြောပါတယ် ကမ္ဘာအကြီးဆုံးယဉ်နံတင်ဖို့သူဆော်ဒီအော်ရီပြန်ဟာအိမ်ရှိမင်းသားရင်ရီမန်းကျက်ကြီးတဲ့မျောမန်းကျက်2020ပြုတ်ပြင်ပြောင်းလဲရေးအစီအစဉ်အရပြန်လဲပြေပြုံအမြင့်ဆွမ်းအိမ်ကိုဖူလောင်အောင်ထုတ်လုပ်ဖို့နဲ့ဖဲလုံးအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုလျှော့ချဖို့အကြိုးပမ်းနေတာပါအနည်းဆုံးအနေနဲ့ဒီဆွမ်းအိမ်တွေကိုနျူကလ িয়ার ဆွမ်းအိမ်ကနေရဖို့မျှော်လင့်ပါတယ် မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။